မင်္ဂလာပါကျွန်တော်အောင်ပြည်တက်ပါဆရာမင်းတင်ရေးသားတဲ့မင်းတင်ရဲ့တက်ခိုင်အပိုင်း55ကိုဆက်လက်ပြီးတင်ဆက်ပေးပါမယ်ခင်ဗျာနောက်ဆက်ကြည့်ကြပါဦးအပြင်းမှန်အမြင်ရကျွန်တော်ဟာကျန်တန်းခတ်ထန်သူပြက်သားသူရက်ဆက်သူအဖြစ်မြင်ကောင်းမြင်နိုင်မိမယ်ကျွန်တော်အတွင်းစိတ်ဟာပြုံးညံ့နေဆိုရပါမယ်ဘီလူတွေအမြင်မှာ ကျွန်တော်ကိုခန္ဓာကြီးကောင်းလွန်းသူလို့မြင်ပေမဲ့လူတွေမြင်မြင်ရမှာခံစားကြည်ကွေးနေတဲ့မျိုးပါမင်းပါလဲငါပါလဲဆိုတဲ့ပွဲမျိုးမှာ ရင်ကော့ပြီးအသက်ဆွန့်ရဲတဲ့ကျွန်တော်ဟာတစ်ဖက်သူမျက်ရည်ကျပြီးတောင်းမှန်တူးရှို့တာကိုခန္ဓာကြီးရှိသူမဟုတ်ပြန်ပါဘူးကျွန်တော်ဒေါသဟာစီကူးမမျက်ရည်ကြောင့်ရုတ်ချီးပြောက်ကွယ်သွားခဲ့ပြန်ပါလေနောက်ဆုံးတော့ဒါရိုက်တာအဖွဲ့ဝင်တွေဘူနေမြဲကြားနေမြဲထားပြီး ကုမ္ပဏီတစ်ခုလုံးကိုကျွန်တော်စစ်ကြက်စီမံဖန်တီးနိုင်ကြအောင်တင်းကြီးတညွတ်သေးသဘောတူကြပြီးအစည်းအဝေးကိုယူသွင်းလိုက်ရပါတော့တယ်ယူရီရဲ့ကြည်ရင်အဲ့ဒီနေ့ကပွဲဟာကျွန်တော်အနိုင်ရလိုက်တယ်လို့ထင်စရာရှိပေမဲ့တကယ်တမ်းကျတော့ရန်သူကရန်သူလိုတတ်မှတ်ပြီးဝင်ငယ်မီးသွေးအကျဉ်းကျန်ချမှတ်ထားကောင်းမှုဆိုတဲ့လောကနေတီကိုကျွန်တော်မလိုက်နာခဲ့တဲ့အတွက်နောက်ပိုင်းမှာကျွန်တော်ကောင်းကောင်းကြီးအထည်နာခဲ့ရပါတယ် ရာဇဝင်နဲ့ချီပြီးပြောရရင်ကဘာကျော်စစ်သူကြီးဟန်နီဘောမှားခဲ့တဲ့အမှားမျိုးပေါ့ဗျာဟန်နီဘောဟာရောမကိုသိမ့်မှုအက်တောင်တန်းကြီးကိုတောင်းဂန်ဝင်မြောက်စစ်ချင်းကြီးတွေနဲ့ဖျက်ကျော်ပြီးရောမနေစွန်နေပြားတွေကိုသုံးနှစ်သုံးမူတစားချင်းအမက်ချီချူထားနိုင်ခဲ့တယ်ဗျာဟန်နီဘောဟာသူ့ရဲ့နာမည်ကျော်ငကဘတ်စစ်စင်ကြီးနဲ့အင်အားချင်းအစမတန်ကြွားချတဲ့ရောမတပ်တွေကိုအနံ့ရလိုက်ချိန်မှာတောင်းကနဲ့ချီရှိနေတဲ့ နှစ်ဖက်စစ်တီတွေရဲ့အလောင်းတွေကြားကတောင်ကမူလေးပေါ်ကနေရောမမျိုးကြီးစီကိုလှမ်းမျောကြည့်ရင်ငူငူကြီးရက်နေခဲ့တယ်ဗျာအဲ့ဒီအချိန်မှာသူညီမဟာဘောကအကူဖြစ်သူဟန်နီဘောကိုအကူဒီအချိန်ဟာရောမမျိုးကိုအပြီးပိုင်သိမ့်ဖို့အကောင်းဆုံးအချိန်ပါပဲလို့ဆိုတဲ့အခါဟန်နီဘောကဘာမှပြန်မပြောပဲခက်စစ်စိတ်နေရကြောင်းမဟာဘောဟာသူ့အကူကိုစိတ်ပြက်ပြက်နဲ့စကားတခွန်ပြောလိုက်တယ်ဗျာ ဲ့ဒီစကားကတော့ငါ့အကူဟာအောင်မွေးကိုဘလူရောက်အောင်တိုက်ရမယ်ဆိုတာသူမတူအောင်သိပြင်မယ်အောင်မွေးရဲ့အသီးပွင့်ကိုမခံစားတတ်အောင်တကားတယ်ဗျာနောက်ဆုံးတော့ဟန်ဒီဘောဟာရုံးမစစ်တပ်ကြီးကိုအကြီးအကျယ်ရှုံးပြီးအီရန်နိုင်ငံဘက်ကစကူးနစ်လောက်တင်းရှောင်နေရတာရုံးမထောက်လန်းကြီးတိသွားလို့ဖမ်းဖို့လာမှာအစိတ်တော့တည်လိုက်ရတဲ့ဘဝမျိုးနဲ့ကြုံသွားရှာတယ်ဗျာကျွန်တော်လဲစီကူးမနဲ့နောက်လိုက်တူကို အပြည့်ချိန်မုံသိမ်းမှရဲ့နေတွန့်ဆုတ်တွေ့ဝင်းနေကြတာကြောင့်နောက်ဆုံးမှာဒုက္ခလှလှကြီးကြုံခဲ့ရတော့တာပါပဲဒါရီယာနောက်ပိုင်းမှာထင်ရှားလာပါလိမ့်မယ်ဇလန်းကိုစုံးအောင်သာနောက်ထောင်ပါတော့ဗျာဒရိုက်တာဖွဲ့စီးဝေးလက်ပြီးရောနောက်နေ့မှာကျွန်တော်အန်ကယ်ဥလာကြီးနဲ့တွေ့တွေ့ခဲ့ပါလေအန်ဒီဆက်ကိုကျွန်တော်တို့ပြီးရန်ရှိတဲ့ဘီလက်မြေဘူးတွေကို MWE တာဝါစီမံကိန်းမှာကျွန်တော်တို့ကုမ္ပဏီစိုက်ထုတ်ကွန်ကြထားတဲ့ ငွေကြေးတွေနဲ့ခုနိုင်ပြီးပြီးနိုင်မှုအတွက်အဲ့ဒီစီမံကိန်းစုရှယ်ယာစည်းရင်းကနေကျွန်တော်တို့ကုမ္ပဏီနှုတ်ထွက်ပေးကြောင်းပြောလိုက်တော့အငယ်ဦးလာကြီးဟာတော်တော်စိတ်ထိတ်ခိုက်သွားပုံရပါတယ်။သူ့မျက်မှန်ကိုကြောပြီးကျွန်တော်ကိုဂယုဏတက်တဲ့မျက်လုံးလေးနဲ့ကြည့်နေပါလေ။အတူချိုးရရင် MWE တာဝန်နဲ့ပတ်သက်တဲ့ငွေစင်းနေနဲ့ကုညုံဝင်းလေးဆွဲပြီးထားခဲ့တဲ့အစအဦးဒီဇိုင်းပုံတွေကိုအငယ်ဦးလာကြီးလက်ထက်ကိုအပ်ခဲ့ပါတော့တယ်။ကျွန်တော်မရှိတဲ့အခါ လုပ်ငန်းအပူအစဉ်ပြေပါစီတော့ဆိုပြီးကျွန်တော်လက်ဆွဲစင်းငံဥတောင်းထိုင်းဆိုတဲ့သူကခြံထားခဲ့ပြီးအဲ့ဒီစီမံကိန်းကနေအပီးပိုင်နှုတ်ထွက်လိုက်ပါတော့လေ။ဩဒီလိုအဖြစ်မျိုးတွေကြောင့်ပဲထင်ပါရဲ့။ဆောက်လုပ်ရေးဝန်ကြီးဌာနကကုစိန်တောင်းဆိုတဲ့မိတ်ဆွေတယောက်ကကျွန်တော်အဖြစ်တကူကြည့်ပြီးကုသက်ခံရခမဘွားဟာငှက်ခါပြန်တယ်လို့ခောက်ရှာငှက်ပြန်တယ်လို့ပါပဲလို့မှတ်ချက်ချဘူးတဗျာ။ ငှက်ခါနဲ့ခောက်ရှာငှက်ဘလူပြန်နေဆိုတာကျွန်တော်တိချာမမြင်ဘူးပဲမယ်အဲ့ဒီငှက်တွေဟာဟိုးအမြင်ဆုံးမှပြန်လိုက်ဒေါင်းလိုက်ထိုးစင်ပြီးအောက်ဆုံးမှပြန်လိုက်လုတ်တက်တဲ့ငှက်မြုပ်ထင်ပါရဲ့ဗျာတော်တော်တော့ကကြည်ရတဲ့ကာလတွေပါပဲဗျာလုပ်ငန်းလွှဲပြောင်းရတာဟာတနေ့တည်းတည်းလုံးလုံးရတဲ့ကိစ္စမဟုတ်လေတော့အစုရှယ်ဝင်အဖြစ်ကနှုတ်ထွက်ပြီးတဲ့နောက်ပိုင်းမှာလဲသုံးလနီးပါးလောက်အန်ကယ်ဥလာကြီးရဲ့ယူငန်းကိုမျက်နှာပူပူနဲ့ဝင်ထွက်နေရပြန်ပါတယ် အမှန်ပြောရရင်ကျွန်တော်တော်တော်ခံစားရပါတယ်ရှက်တဲ့စိတ်ခံပြင်းနာကြီးတဲ့စိတ်တွေကြောင့်သုံးလဝင်ကျင်လောင်စိတ်လီပြီးနှကမ်းမွေးမိုးစိတ်မွေးတွေတောင်မရိပ်ဖက်ထားလို့အမြဲတမ်းကြော့နေအောင်နေရတဲ့ကျွန်တော်ပုံစံဟာညှင်းသူးသူးနဲ့အပူသေးရုပ်ပေါက်လာပါတော့တယ်။အော်စိတ်ဒုက္ခရောက်တဲ့အခါမူငွေတော့ကကျွန်တော်တော့ကကြုံရတဲ့အခါအမေကျွန်တော်ကိုအားပေးတာကိုသတိရမိတယ်ဗျာ။ကျွန်တော်၆တန်းចောင်းသားလောက်တော့ကပေါ့ စောင်းဆိုင်ကစောင်းတို့900ကနေစောင်းကရေတံကြီးနဲ့ပြုတ်ကြပြီးစုပ်ပြဲကုန်တာကြောင့်ရောမဲ့ချင်းนี่ဖြစ်လာရောဗျာအဲ့ဒီချင်းကစောင်းတံမူက15ချက်လောက်ဆိုတော့ကျွန်တော်ကြံရမရတာနဲ့ကြောင်းကပြန်အမေခုထားတဲ့ထမင်းကိုမစားနိုင်ပဲစောင်းကောင်းမှုချုံပြီးအိတ်နေလိုက်တော့အမေကကျွန်တော်ကိုငါသားနင်မကောင်းဘူးလားတဲ့အမေလင်းငါးချိန်မေးမှာကျွန်တော်ကစာအုပ်ငါးဆိုင်ကစာအုပ်ရေးစုလို့ပြန်ရောင်းမယ်ကိစ္စကို အမေကိုပြောပြတော့အမေကအားရပါရရီးပြီးအမလေးငါသားရဲ့ဒီကိစ္စကိုအမေရှင်းပြမှာပေါ့တဲ့နောက်ပြေးမှတ်မှတ်ရရစကားတခုပြောသေးတယ်ငါသားလောကကြီးမှာသိပြီးပူဝင်တော့ကမများပါနဲ့ပါရကနေပောက်ထွက်သွားလိမ့်မယ်ဘယ်တော့အခါမှစိတ်တက်မကြပါနဲ့လေဗျာနောက်ပိုင်းအိမ်အောင်ကြပြီးတဲ့အခါမှလည်းကျွန်တော်စိတ်ညစ်ညူးစရာအကြီးအကျယ်ကြုံရတဲ့အခါတိုင်းအမေစီခဏခဏသွားလိရှိပါတယ် တကယ်တော့တောကကင်းဝေးနေနိုင်ရေးအတွက်ကျွန်တော်ဖတ်မှတ်လေ့လာဘူးတဲ့စာအုပ်တွေအကြောင်းအရာတွေအများကြီးပါခတ်တာကကျွန်တော်တရားကိုကျွန်တော်မကြောက်ဘူးဗျာအမေဟာပညာသာမတတ်တယ်လောကကြီးကိုရှုမြင်ရမှာယူရှင်လုံးလို့အမေတရားအမေရဲ့လောကအမြင်ကို အမေရဲ့အရေးကဝါဒအောက်မှာအမေဖြစ်သိမ့်တဲ့အတန်ကိုကြားကျင်လုံးလို့ပေါ့ဗျာကျွန်တော်ကစာတွေလည်းအများကြီးဖတ်တွေးတဲ့အတွေ့အကြုံတွေကလည်းသိဉာဏ်များတဲ့ကောင်းဆိုတော့ ကုတရားကိုမကြတာဆန်းလာတယ်တော့မဟုတ်ပါဘူးလေအခုတော့အမေစီသွားရအောင်အမေလည်းမရှိရှာတော့တာကြောင့်စိတ်တော့ကပိုးရောက်ရတယ်လို့ပါပဲဗျာအန်ကေဦးလာကြီးဟာကျွန်တော်စိတ်ဆင်းရဲခြင်းကြီးစွာဖြစ်နေတာကိုမမြင်ရဘူးထင်ပါရဲ့ဒီနေ့မှညနေရုံစင်းချင်းသူရုံးငန်းကိုလာခဲ့ဖို့ဖုန်းဆက်ခေါ်ပြီးကျွန်တော်တော့ကပြည်ရပြည်ကြောင်းတရားရည်အီတိုက်ကျွေးပါတော့တယ်သူဟောတဲ့တရားကသူ့ဘဝအကြောင်းရယ်ပုံမြင်လေးတစ်ပုဒ်ရယ်ပါတဗျာ။ သူတရားဟာရိုးရိုးလေးဆိုပေမဲ့ကျွန်တော်နှစ်ချိုက်လွန်းတာကြောင့်အခုလက်ထိမှတ်မိနေပါသေးတယ်မြမဆိုရှယ်လစ်ပါတီခေတ်1989 98ပတ်ဝန်းကျင်ကအန်ဂယ်ဥလာကြီးဟာမကူလန်းကရွှေစည်းကုန်မှာအယောင်းဝယ်လုပ်နေခဲ့တယ်ဗျာအဲ့ဒီအချိန်မှာအစိုးရကစီးပွားရေးကိုနိုင်အောင်မထိန်းချုပ်တက်လို့နာမည်ကြီးကုန်တဲ့မှန်သမျှဇူစကာစစ်စင်ရေးဆိုပြီးဖမ်းမလိုက်ရောလေဗျာ ဇူဇူကစစ်စင်ကြီးထဲမှာအန်ကယ်ဥလာကြီးကပါသွားရော်လေဗျာအစိုးရကဖမ်းမဲ့တာဖမ်းရတယ်ဆွဲတင်စရာပုံမှရှားမရလေတော့ဥလာကြီးလက်ဝဲမှာရင်းနှံစီတပုံးတွေ့တဲ့အမှုနဲ့တရားဆွဲခံရတယ်တသက်နဲ့တကူအချုပ်တို့ထောင်တို့အိမ်မက်တော်မမဖူးတဲ့အန်ကယ်ဟာနာမည်ကြီးရွှေကုန်းတဲ့ဘဝကနေထောင်ထဲရောက်သွားရတာကြောင့်စိတ်တဲ့အကြီးအကျယ်ကြားပြီးစောက်တီးရမရဖြစ်ခဲ့ရတယ်မမရရရ နောက်ဆုံးနေ့အမိန့်ချမဲ့ရက်မှာအန်ကယ်ဥလာကြီးဟာရောဘတ်ဖနက်စုံလီတရံကိုဖင်ခုထိုင်ရင်တရားသူကြီးရဲ့အမိန့်ကိုနားထောင်လိုက်တော့ပြစ်မှုထင်ရှားတဲ့အတွက်ထောင်နှံခုနှစ်နှစ်အကြခံရရော်လေဗျာဒီလိုနဲ့အင်းစိန်ထောင်ထဲမှာအကျဉ်းသားဘဝနဲ့ရှိနေတော့ဘဝတူအကျဉ်းသားကလာဘူးကြီးတယောက်ကသူ့ကိုလောကကြီးမှာဖြစ်သည်များအကြောင်းအကောင့်ကြီးပဲမှတ်ပါလို့သင်ငန်းစာယူလိုက်တဲ့ပုံမြင်တဘူပြော့ပြပြီးသူ့တော့ကောင်ကိုပြေစီခဲ့တယ်ဗျာ။ ခုရှိရှိတုန်းကတိုင်းပြည်ဒီမှာတောလိုက်ဝါသနာအင်မတန်ကြီးတဲ့ဘရင်ကြီးတစ်ပါးရှိတဲ့အဲ့ဒီဘရင်ရဲ့တတ်တော်ရှိအမတ်ကြီးတွေထဲမှာ ဖြစ်လာသမျှအကြောင်းအကောင်းကြီးပဲလို့ခံယူထားရတဲ့အမတ်ကြီးတစ်ပါးလည်းရှိတဲ့ဗျာတနေ့တော့ဘရင်ကြီးဟာတိုးလေသွားရကတားကောင်နဲ့အနီးကတွေးပြီးအဲ့ဒီတားကောင်ကိုတန်လျက်နဲ့တတ်မဲ့ဆိုတဲ့စိတ်နဲ့လက်ထဲကတန်လျက်ကိုအလင်းစလိုချွတ်လိုက်တာ သူ့တန်လျက်နဲ့ပဲသူ့လက်ညှိုးတစ်ချောင်းကိုတီကနေနေအောင်ဖျက်မိပါလျော်တယ်။အဲ့ဒီအခါဘီရင်ကြီးဟာလက်ညှိုးပြတ်ရတဲ့ဒုက္ခအပြင်လက်ညှိုးပြတ်တာကိုအတိတ်နမိတ်ကော့ပြီးရှေ့ဆက်ဖြစ်လာမဲ့ကံကြမ္မာဆိုးတွေအတွက်ပါတွေးတော့ပူပင်းလာပါတည်း။နောက်ဆုံးတော့ဘီရင်ကြီးဟာသူ့ပညာရှိအမတ်တွေကိုစင့်ခေါ်စီဝေးပြီးသူ့လက်ညှိုးပြတ်ရခြင်းရဲ့နောက်ဆက်တွဲအတိတ်နမိတ်ကိုကောက်စီတဲ့အခါအခြားသောအမတ်များကအဓိပ္ပာယ်ယူဆမျိုးမျိုးနဲ့ ရှေ့ဆက်ပြည့်လက်တန်းသောကัญမာမျိုးစုံကိုရှောက်တင်ကြပြီမယ်စိုးစိုးကပြောခဲ့တဲ့အမတ်ကြီးကတော့သူထုံးစံအတားမဲဘယင်ကြီးလက်ညှိုးပြည့်ရခြင်းဟာကောင်းမှုဖြစ်လာရတာပါလို့ရှောက်တင်တယ်ဗျာအဲ့ဒါလို့ရှောက်တင်တာကိုလည်းကြာရောဘယင်ကြီးကဒေါသပုံထပြီးကောင်းမှုဖြစ်လာတယ်လို့မှတ်ချင်လာတဲ့အမတ်ကြီးကိုထောင်သွင်းချင်းချစေတယ်ဗျာတိတ်ကာလမကြာခင်မှာပဲဘယင်ကြီးဟာသူ့ဝါသနာကိုမစွန့်လွန်နိုင်တာကြောင့် တော့ကစားထွက်ပြန်တဲ့အခါတယောက်ထဲမျက်စိလေလမ်းမပြီးဘလူးဆောင်းတဲ့တစ်ပင်တစ်ပင်ရိတ်အောင်မှအပန်းဖြေလိုက်မိတယ်။အဲ့ဒီအခါတစ်ပင်ဆောင်းတဲ့ဘလူးကဝုန်းစုပေါ်လာပြီးသူ့ရိတ်မှလာခုသူကသူစားဝင်ရှိတဲ့အတွက်ဘယင်ကြီးကိုစားမယ်လို့ပြောတယ်ဗျာ။ဘယင်ကြီးကသူဟာပြည့်ရှင်မင်းဖြစ်ကြောင်းပြောပြပြီးအမျိုးမျိုးသောအပေးယူလုပ်ပြီးမယ်ဘလူးကနားမဝင်ပဲဘယင်ကြီးကိုတက်စားဖို့ပြင်ဆင်ပါလျောတယ်။ ဘယင်ကြီးလဲဒီတခါတော့အယူခံမရှိပဲကိုရိုးတော်နဲပါပြီဆိုပြီးဘလူးစားမဲ့အချိန်ကိုမျက်လုံးစုံမရင်ရင်တမမနဲ့စောင့်နေရတော့တယ်ဗျာဘယင်ကြီးကိုဆန့်ဆဲဆဲဘလူးကချက်ချင်းမစားသေးပဲဘယင်ကြီးရဲ့ခန္ဓာကိုအနှံ့ကိုရှောက်စစ်စေးရကနေဘယင်ကြီးရဲ့လက်ညှိုးတစ်ချောင်းပြက်နေတာလဲတွေ့ရောဟာလက်ဆတ်တော်မင်းကဒုက္ခိတပဲဒါဆိုအထက်မင်းညာငါဒုက္ခိတကိုစားခွင့်မရှိဘူးဆိုပြီး ဘယင်ကြီးကိုလွတ်လပ်ရောတယ်ဗျာဒီတော့မှဘယင်ကြီးဟာသူ့ပညာရှိအမတ်ပြောခဲ့တဲ့ကောင်းမှုဖြစ်လာတဲ့မှတ်ပါဆိုတဲ့ရှောက်တင်ချက်ကိုသတိရပြီးအမတ်ကြီးကိုအကျဉ်းချထားရကနေပြန်ထုတ်ပြီးအကြီးအကျယ်သူကောင်းပြူတာနဲ့ဇလန်းဆုံးရုံဆိုတော့ဗျာသူတရားကြောင့်ကျွန်တော်စိတ်သက်သာရခဲ့ရပါတယ်ဒါဟာလေသူတရားကြောင့်ဆိုတာထက်သူ့စီစဉ်တာကြောင့်တသက်သာရခဲ့တယ်ဆိုရင်ပူးမှန်ပါလိမ့်မယ်ဆူလူတာကဖြစ်ခဲ့တဲ့ကိစ္စမှာ ကျွန်တော်အမှန်တကယ်ဘလို့ခံစားရတယ်ဆိုတာသူသိတယ်ဆိုတဲ့အချက်ကိုကျွန်တော်ကျင်းနေမိခြင်းပါပဲအချိန်ကြာကြီးစိတ်လီနေလို့မဖြစ်ပြန်တာကြောင့်အလုပ်ဒီဘက်ကိုခြေဦးလှည့်ရပြန်ပါတယ်တကယ်တော့ကံကြမ္မာဒါမှမဟုတ်ဖျားသခင်ဟာ ကျွန်တော်ကိုစုလက်တွေဖန်တီးပေးထန်တူပါတယ်ဒါပေမဲ့အဲ့ဒီစုလက်တွေဟာကျွန်တော်လုံလဝရိယသွေးချွေးနဲ့မထိတွေ့ရခြင်းအသက်မဝင်လာတဲ့တာကတော့အံဩစရာတွေ့ရှိရပါတယ် NWE တာဝါစီမံကိန်းကကျွန်တော်နှုတ်ထွက်ပြီးလီလာလောက်အကြမှာလမ်းညွန့်နယ်ဆိုးရမူလန်းနှံကြောင်အမှတ်နှစ်ကိုဖြိုဖျက်ပြီးရှ िख န်းတဲ့6ထက်ဆောက်ဖို့ဥယျာဉ်ဦးစီးဌာနကလီလန်တစ်ခုကျွန်တော်အောင်ခဲ့ပြန်ပါတယ်အဲ့ဒီလီလန်မှာမြန်မာပြည်ထုံးစံအတိုင်းစစ်ဘက်နေဘက်ကအာဏာတွေယာရုတွေဝိတ်တွေရှင်ပြန်ကြရတာပါပဲလက်ရည်သိမ့်မြင်စရာမလိုတဲ့ပွဲမှုဒုတိယဘူဂျူကြီးအေးတော်ရဲ့တားတော်မောင်ထုံးနိုင်ဦးထုတ်သွင်းလိုက်တာ အခက်ခဲသိမ့်မရှိလာပဲလီလံအောင်ခဲ့ရောဆိုပါတော့ဘာပဲဖြစ်ဖြစ်အဲ့ဒီစီမံကိန်းဟာအမြတ်ဆုံးအနေနဲ့သိန်း5000ရနိုင်တယ်မို့ရိုင်းနေနေခဲ့တဲ့ကုမ္ပဏီကိုပြန်လည်တက်မလာအောင်ထိန်းချနိုင်ခဲ့ပြန်ပါတယ်အဲ့ဒီအစားအုပ်အောက်ခြေအုပ်မြစ်လုပ်ငန်းပြီးချိန်မှာကျွန်တော်လုပ်ငန်းခွင်ယုံကိုစနေမောင်မောင်လို့သူ့ကိုယ်သူနာမည်ပေးထားတဲ့မင်းကြံရောက်လာပြီးတော့မန္တလေးမှာဂွန်ကြီးကြီးတခွင်ရှိတာကြောင့်ကျွန်တော်ကိုယ်တိုင်မန္တလေးကိုဆင်းပြီး အကွက်ချရင်ဒီကြဘော့အဆင်ပြေမှာမို့လိုက်ခဲ့ဖို့ဇုခေါ်ပါတော့လေမင်းကြိုင်ဆိုတာစင်ညူးစည်းကြီးစီမံကိန်းမှာအကြီးအကျယ်ရှုပ်ရှုပ်ဝူဝူလုပ်ခဲ့တာမို့ကျွန်တော်လိုက်သွားဖို့စိတ်ကူးမရှိပါဘူးဗျာဒါပေမဲ့ဖြစ်ချင်တော့ကျွန်တော်နဲ့လူမသိသူမသိတွေ့နေကြတယ်ခင်ကြီးဆိုတဲ့ခြားတိတ်မဟာဘယ်လူဘယ်ပုံစိတ်ကူးပေါက်လာတယ်လဲမပြောတတ်တော့ပါဘူးကျွန်တော်အိမ်ကရုတ်တရက်ပေါက်ချလာရကအိမ်ကမချုံနဲ့တက်တက်တူပြီးခွန်ကြီးခွန်ငယ်စကားတွေမြပြီး ဇရားတွေရှုပ်ကုန်မှာရောဗျာအေးဗျာကျွန်တော်ပွေခဲရှုပ်ခဲ့တာတွေကိုအချိန်ရတဲ့ခါအသေးစိတ်ပြော့ပြပါအောင်မယ်လွမ်းလို့စားစီရတော့မဟုတ်ရပါဘူးယာကျွန်တော်ဘဝအမားကလေးဆိုတဲ့ခေါင်းစဉ်မျိုးနဲ့ပေါ့အဲ့ဒီမျိုးသမီးပြဿနာလဲမမျော်လင့်မဲကြုံရရောကျွန်တော်လဲဘိပတ်ဝဉဉ်ကိုမျက်နှာပူပူနဲ့အိမ်မပြန်ရမယ့်နေလန်ကိုရှာရကမင်းကြံပြောတဲ့မန္တလေးကဂွင်းဆိုတဲ့ကိစ္စကိုသတိရမိတာနဲ့ န္တလေးကိုခီးထုတ်ဖို့အကြောင်းဖန်လာပါတော့တယ်တကယ်တော့မန္တလေးကိုကျွန်တော်သွားခဲ့တာဟာတီရင်းနဲ့ကိုခွန်းဆင်းလိုက်သလိုဖြစ်ခဲ့တယ်ဆိုတာနောက်တနေ့ကျော်အကြာမှာကျွန်တော်သိခဲ့ရပါတယ်ဟုတ်ပါတယ်ကျွန်တော်ကိုလူမိုင်ခပြီးအသည့်တခိုင်းနဲ့မုတ်ဆူတစ်ပိုင်းမင်းမရိုင်းဟာအဲ့ဒီမန္တလေးမှာနေလေသူ့နာမည်ကဒေါ်ဆက်ကြီးတဲ့သူ့မှတ်ပုံတွေမှာငစွန်စာတိလို့ရေးထားပါတယ်ဗျာ ။ "तू နဲ့ကျွန်တော်ညီလူပြည်သနာတက်တာလို့ခင်ဗျားထင်နေသလား"မဟုတ်ဘူးဗျာ။ "तू ကအသက်50ကျော်နေတယ်အဖွားကြီးပါဗျာ။ကျွန်တော်က30ကျော်ပဲရှိသေးတာ။ကျွန်တော်ဆိုတဲ့ကောင်ကငွေနဲ့အခွင့်အရေးအတွက်ဘယ်တော့အခါမှအမေကြီးဦးကိုကျမ်းမဲ့စားတဲ့မှာတော့မပါပါဘူးဗျာ။အင်းကျွန်တော်တွေးခဲ့သမျှမြို့သမီးအလုံးဟာညွန့်ပြီးချိုးပြီးလှပြီးစူလာရေးကြည့်ပါပဲ။ဩမကြွားရပါဘူးညာ။ ခိုင်ခိုင်လုံဖြစ်အောင်ကျွန်တော်ပြောပြပါမယ်ခမစိတ်ရှိရှိနားထောင်မှုအဓိကပါလေဟုတ်ကဲ့အပိုင်း55ကိုဒီမှာပဲခਿੱတကျင်နာခွင့်ပြုပါခင်ဗျာလာမယ့်အပိုင်း56ကိုလည်းစောင့်မျှော်ပြီးအားပေးကြပါဦးအောင်စိမ့်နဲ့ပါဝင်ပြီးကြတော့ကလီကာများအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာဒေါ်လန်ပြည်သူပြည်သားများအားလုံးအန္တရာယ်ကင်းကြမှာကြပါစေခင်ဗျာ